ဟုတ်ကဲ့ပါစေစိုးရလက်ထက်တလျှောက်စစ်ပွဲတွေလွတ်ရာထွက်ပြေးလာကြတဲ့ကရင်ကရင်နီနဲ့တခြားတိုင်းရင်းသားဒုက္ခတွေတသိန်းကျော်ဟာအခုထိုင်းနယ်မြေထဲမှာအခက်တွေ့နေကြတာပါရိတ်ခါပြတ်တော့တဲ့ပုံမှာကျွန်တော်တို့ဒုက္ခတွေရအခုဆိုရိတ်ခါကိုလုံးလုံးလောက်လောက်မရပါဘူးငကိုရလည်းရိတ်ခါကိုလော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 ရရှိတာချင်းမျိုးမရှိပါဘူးအခုကရိတ်ခါကို short ချတဲ့ပုံမှာအခက်ခဲတွေရှိလာတယ်ဘာဖြစ်လဲဆိုတော့တချို့ဝန်တန်းတွေပေါ့တချို့ဝန်တန်းတွေ အော်နေစားတွေပေါ့နော်တချို့အဲ့လိုမျိုးတွေအတွက်အခက်အခဲတွေဖြစ်လာတယ်အခုဆိုရင်စကန်းတွေကနေပြင်ပထွက်အလုပ်လုပ်ခွင့်ကန့်သက်ခံထားရတာမို့လဲပူဆိုးနေကြပါတယ်စင်မပြေဘူးပေါ့ဒီဘယ်လိုပြောလဲဆိုရင်ဘာမှမပြင်မမှထွက်မလို့ရတာထွက်မလို့ရတော့ဘာဝင်ဝင်ရမှာလဲဘာမှမရဘူးလေ ဘောင်ငွေမြတော့ဟိုအခုအစိုးရတက်လာတဲ့အပြစ်မှာပေါ့နော်။ညပြောတဲ့ဒီကောင်းမျိုးပေါ့နော်။ဟိုကမပြန့်ကျင်ဘူးလား။သတိမရနာခုနေပြီ။ခုနေပြီကိုတော့သတိရတာပေါ့။အစိုးရအောင်မှမကြုံဘူး။ဟိုဒီဒါရက်ခဖြတ်တဲ့ဆိုတော့တော့တချို့လူတွေတော့အလုံးမရှိတဲ့လူတွေတော့အခက်ခက်ဖြစ်တာပေါ့နော်။အလုံးလုံးတိုင်းတဲ့လူတွေကြတော့လဲသူ့ဘာလို့လဲပတ်သွားဆောက်လို့ရပါလားအလုံးလုံးလုံးမရှိရအလုံးမဲ့တဲ့လူတွေပြတ်ကြတော့လဲသူတို့တွေရိတ်ခါပြတ်တာအရမ်းမဲ့ဟိုသာသူတို့တွေမကောင်းဘူးနော်သူတို့အလုံးလည်းမလုံးနိုင်ဘူး လို့ပြီးအလုပ်ကလည်းမရှိဘူးဆိုတော့တို့အတွက်ခက်ခဲရမ်းဖြစ်မယ်ဆိုတော့တို့တွေးမိတယ်ပေါ့။အင်းကျွန်တော်တို့ဒီရိတ်ကဖြတ်လဲဆိုတာလဲဘယ်လိုပြောမလဲတို့စီမှာပဲအခက်ခဲလေးတွေလည်းရှိတယ်လေ။တို့အခက်ခဲရှိတာအဲ့ဒါလေးတွေနဲ့တို့လေးရလဲကိုယ်တက်နိုင်တယ်လို့တို့ကူညီတာပဲအခုကျေးဇူးတင်ရမယ်လေ။အဲဒါမဲ့တခုတော့ရှိတာကျွန်တော်တို့ဟိုဥမာပြင်မလောင်ထားဖို့ပဲကျွန်တော်တို့ဒီတဲ့ဒုက္ခတွေတွေဟိုဥမာဟိုအခွင့်အလမ်းလေးနောက်မိသားစုအရေးလေးတွေကို ရှာဖွေစားတော့နိုင်မယ်အလုတ်ကိုင်းနေရတနေရမျိုးမျိုးလေးမှာအာစီစဉ်ပေးနိုင်မယ်ဆိုရင်အကောင်းဆုံးပဲလို့ကျွန်တော်တို့ထင်ပြန်မို့လဲအခက်ခက်ရှိရလေနော်ဒါနာကောင်းပြီလို့ပြောနေပေမဲ့အမျိုးမျိုးသတင်းတွေကြားနေမှပြန်ရဲ့ဦးလေနော်တစ်ချိန်တည်းမှာပဲတတိယနိုင်ငံထွက်ခွာဖို့လဲခွင့်မပြုတော့တာမို့ပူမူအခက်တွေ့နေကြတာလို့ဆိုကြပါတယ်ခင်ဗျာ